တလောက်ဝင်လာတဲ့ပတ်စံကိုတလောက်ကုန်အောင်သုံးလိုက်တယ်။နောက်လာအတွက်မပိုဘူး။ဂျင်းနှင်းမြုံနယ်မှုမလုပ်ထားဘူး။ငွေကိုကြံအောင်မချံဘူး။နော်အဲ့တော့ငွေကိုကြံအောင်မချံဘူး။ကြံတဲ့ပတ်စံကိုဂျင်းနှင်းမြုံနယ်မှုမလုပ်ထားဘူး။အဲ့ဒီအတွက်တစ်နှစ်ကုန်သွားတဲ့အချိန်မှလည်းကိုယ့်ရဲ့အချိန်တွေကပိုးပြီးတော့တိုးတက်မလာဘူး။ နော်နှစ်နှစ်ကုန်သွားတဲ့အချိန်လေပို့တိုးတက်မလာဘူး၅နှစ်ပြည့်တဲ့အချိန်လေပို့ပြီးတော့တိုးတက်ပြောင်းလဲမှုတွေဖြစ်မလာကြဘူးအဲအများစုကအဲ့ဒီလိုတိုးတက်ပြောင်းလဲမလာတဲ့အပြင်နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပို့ပို့ပြီးတော့ကျက်တဲလာတယ်ပို့ပို့ပြီးတော့ခက်ခဲလာတယ်နော်အဲ့ဒါဘာလဲဆိုရင်ငွေနဲ့ကိုယ်နဲ့ဆက်ဆံရင်မကောင်းလို့ဒီကလည်းကိုစီကိုတနေ့ဝင်လာတဲ့အထဲကနေပြီးတော့ကိုကတက်နိုင်တဲ့လောက်ကလေးဖယ်ပြီးတော့ယူထားမှသူ့ကိုတိန်းထားမှစီမံခန့်ခွဲမှုတွေလုပ်ပေးမှသူကကိုရှိမှနေမှ เนาะအဲ့တော့ကိုကဝင်လာသမ ्या ကိုပြန်သုံးလိုက်တယ်ဝင်လာထားထက်ပို့ပြီးတော့သုံးတယ်ဆိုရင်ကိုစီမှာဘာမှကြံမှာမဟုတ်ဘူးအဲ့တော့တစ်နှစ်ပြည့်ရင်လည်းပြောင်းလဲမှုမရှိဘူးနှစ်နှစ်ပြည့်ရင်လည်းပြောင်းလဲမှုရှိလာမှာမဟုတ်ဘူးအဲ့ဒီကြားထဲကမှငွေကိုဘလို့ရင်းနှီးမြှုပ်နှံမှုလေးတွေလုံးတင်လဲเนาะအဲ့ဒါပြန်ပြီးတော့စဉ်းစားရမယ်အဲ့တော့ရင်းနှီးမြှုပ်နှံမှုလုံးဖို့အတွက်အရင်ဆုံးငွေစုဖို့အတွက်လိုအပ်တယ် နော်ငွေနဲ့ကိုယ်နဲ့ဆက်ဆံရေးကောင်းကျင်တယ်ဆိုရင်သူ့ကိုအရင်ဆုံးစီမံခန့်ခွဲမှုလေးလုပ်ပေးရမယ်အဲ့တော့စီမံခန့်ခွဲမှုလုပ်တဲ့နေရာမှာငွေကို၃တင်လားမ၃တင်လားပြန်ပြီးတော့၃သက်နော်အဲ့တော့ဇမျိုးတို့အများစုဆိုရင်ကိုအိမ်အတွက်လိုအပ်တာလဲဝယ်တယ်မလိုအပ်တာလဲဝယ်တယ်ကို့အတွက်လိုအပ်တာဝယ်တယ်မလိုအပ်တာဝယ်တယ်ဖြစ်ဘူးလား အဲဇင်မျိုးဆိုရင်လည်းအဲ့လိုမျိုးပဲဈေးသွားတဲ့အချိန်မှလေဒီဝယ်တဲ့ပစ္စည်းတွေကများလာတယ်တစ်ခါတလေကျတော့ရေခဲတစ်တာထဲမှာထည့်ထားပြီးတော့မစားပြစ်တဲ့အရာတွေရှိတယ်အဲ့ဒါတွေပြစ်လိုက်ရတာတွေများတယ်ကို့အိမ်မှာသုံးဖို့ဆိုပြီးတော့ဝယ်လာတဲ့အရာတွေမသုံးပြစ်လို့เนาะမသုံးပြစ်လို့ပြစ်လိုက်ရတဲ့အရာတွေရှိတယ် ကိုကတေချာလေးပြန်စဉ်းစားရမယ်ပေါ့နော်အဲ့တော့ငါ့အိမ်မှာဘယ်နေရာတွေမှာငွေယူပေါက်တွေဖြစ်နေလဲဥပမာတချို့ main ကလေးတွေအများစုနော်ဇမျိုးကိုယ်တိုင်လည်းစက်ယုံမှာလှုပ်လှုပ်ခဲ့တဲ့အတွက်သိတယ်ဒီစက်ယုံဝင်တဲ့အများစုဆိုရင် main ကလေးတွေကအဝတ်အစားကိုအရင်သဘောကျတယ်အဝတ်အစားကိုသဘောကျတဲ့အတွက်တလားတလားဝယ်လိုက်တဲ့အဝတ်အစားတွေဆိုတာအများကြီးပဲ ။နော်အဲ့တော့လာကုံသွားပြီဆိုရင်အဝတ်စားဘူးရှင်းရတာနဲ့တွေတော့မှမနှဲကုန်တယ်။အဲ့တော့အဝတ်စားဘူးတွေကုန်တယ်နော်မိန်းကလေးအများစု cosmetic ဘူးတွေကုန်တယ်စားတောက်စရိတ်အတွက်ကုန်တယ်တခါတလေကျတော့တကယ်စားချင်တာလား နော်တကယ်ဘိုက်စာလို့စားကျင်တာလားဒါမှမဟုတ်လို့ရှိရင်စိတ်အဟာရအတွက်စိတ်ကသွတ်စားမယ်သွတ်စားမယ်အဲ့လိုမျိုးစိတ်အဟာရအတွက်စားကျင်တာလားနော်အဲ့ဒါလေးတွေကိုပြန်ပြီးတော့ကြည့်ရမယ်နော်အဲ့တော့သုံးတဲ့နေရာမှာလည်းဒီအရာကတကယ်လိုအပ်လို့သုံးမှာလားတကယ်မလိုအပ်ဖဲနဲ့သုံးမှာလားဟဲ့ငါသုံးလိုက်တဲ့ပတ်စံကငါအတွက်ငွေပြန်ဝင်မှာလားဒါလေးတွေကိုတိကျပြန်ပြီးတော့တွေးကြည့်ရမယ်အဲ့တော့ကိုငွေသုံးတော့မယ့်အချိန်မှာတတိလေးကပ်ဖို့အတွက်အရေးကြီးတယ်